ဥကောက်ကကလေးတို့အတွက်ပုံမြင်လေးတစ်ပုဒ်ဖတ်ပြမယ်။စာအုပ်လေးရဲ့ခေါင်းစဉ်ဟာ The Silly Sheep Dog လို့ခေါ်ရနော်။တနာစရာကောင်းတယ်၊ချစ်ဖို့ကောင်းတယ်၊သိုးထိတ်တဲ့ခွေးကလေးတစ်ယောက်ပေါ့နော်။ This is Apple Tree Farm ။ဒါကတော့ပန်းသီးပင်နေ ရှိတဲ့ပန်းချံကြီးပေါ့နော်၊ချံကြီး။ This is Mrs. Boot, the farmer. she has two children called Poppy and Sam and a dog called Rusty တောင်သူမာကြီး Mrs Boots ဆိုတာရှိပါတယ်တဲ့သူ့မှာကလေးနှစ်ယောက်ရှိတယ်တယောက်က Poppy လို့ခေါ်တဲ့မမရဲ့သူ့မောင်လေးနာမည်က Sam လို့ခေါ်တယ်နော်သူတို့စီမာတဲ့ rusty လို့ခေါ်တဲ့ခွေးကလေးတစ်ကောင်လည်းရှိသေးတယ်တဲ့သူတို့ဘာလို့လုပ်ပဲသွားသွားသူတို့နဲ့အမြဲတူတူရှိနေတဲ့အိမ်ကအချစ်တော်ခွေးလေးပေါ့ Ted walks on an apple tree farm နဲ့ Uncle Ted လို့ခေါ်တဲ့ဦးဦးတယောက်လည်းရှိတယ်။သူက Mrs. Boots ရဲ့အလုပ်တွေကိုကူညီပြီးလုပ်တယ်။သူပေါ့နော်။ He just bought a sheep dog to help him with the sheep. သူကတဲ့အခုမှပဲခွေးကလေးတစ်ကောင်ဝယ်လာတယ်တဲ့။သိုးလေးကိုထိန်းဖို့ပေါ့နော်။အဲ့ဒီခွေးလေး Sheep dog is called Patch တဲ့။သိုးထိန်းတဲ့ခွေးကလေးနာမည်က Patch လို့ခေါ်တယ်တဲ့။ ဘာလို့ patch လို့ခေါ်လဲဆိုတော့ဦးကြည့်တဲ့အခါမှာသူ့ရဲ့မျက်နှာလေးမှာ မျက်လုံးလေးတစ်ခုကအကွက်မဲမဲလေးပေါ်နေတယ်။ပင်လယ်ဓားတွေမှာလည်းအဲ့လိုမျိုးမျက်လုံးလေးကို patch လိုမျိုးကာကာထားတတ်တဲ့ဥစ္စာမျိုးလေးရှိရလေ။အဲ့လိုမဲမဲဝိုင်းလေးကိုပြောတာဖြစ်လိမ့်မယ်နော်။ Poppy, Sam and Rusty say hello to Patch တဲ့။ Mama Poppy, မောင်လေး Sam နဲ့ Rusty တို့က Patch လေးကို hello လို့နှုတ်ဆက်တယ်တဲ့။ come on past said sam ne sam nga de to thain ne khwe kle yo kho lai de de we will show you all the animals on our farm ne ngaro ye chan ne ma shi de de acha acha daw trait san ni ne mai sat pe me so bi lo tu a kho lai de de first they look at the hands ပထမဆုံးသူတို့သွားကြည့်တာကတော့ချက်ချံလေးပါပဲတဲ့အဲ့မှာကျမကြီးအများကြီးရှိတယ်အဲ့ဒီချက်ချံလေးကိုခေါ်သွားတယ်တဲ့ patch jams into the hand runs and chases the hands patch ကရရရောက်ချင်းဆိုသလိုပဲအဲ့ဒီကြက်မရနေတဲ့ကြက်ချံလေးကိုခုန်ဆင်းသွားပြီးတော့သူကရှောက်ပြေးတာကြက်တီကိုလိုက်သလိုဖြစ်ပြီးကြက်တီကလန့်အမိတော့ခြံစည်းရိုးတွေပေါ်တက်ပြီးတော့ခုန်ဆွားခုန်ဆွားနဲ့နေနေကြတာပေါ့နော် they are frightened and fly up onto their houses သူတို့ရဲ့အိမ်ခေါင်မိုးပေါ်လေးတွေခြံစည်းရိုးပေါ်တွေကို ခုန်တက်ပြီးတော့ patch လေး లై มาဆိုလို့သူတို့ကကြောက်ပြီးတော့ပေါ်တက်သွားကြတာပေါ့เนาะအဲ့လိုဖြစ်နေကြတယ်အဲ့ဒီချိန်မှာမမဖို့ပြီးရောကိုကိုဆန်ကော patch ကိုမနှဲလိုက်ပြီးတော့တားနေရတဲ့ပုံဖြစ်နေတယ်တဲ့เนาะမျက်လုံးညပြူးနေကြတာပေါ့เนาะဒီလိုမျိုး Now we will go and see the clowns တဲ့ကဲလာလာတဲ့ဒီတစ်ခါတော့တဲ့နွားတွေကိုသွားကြည့်ကြမယ်ဆိုပြီးတော့ patch ကိုမနှဲခေါ်လာတယ်တဲ့ patch runs into the field and barks at the cows patch ကကွင်းထဲကိုပြေးဝင်သွားပြီးတော့နွားတွေကိုတွေ့တာနဲ့ဟောင်းတော့တာပဲတဲ့ but they just stand and stare at him သူ့ကိုတဲ့ကြည့်ပဲကြည်နေတယ်တဲ့ညင်ညင်ပဲတဲ့ကြောက်လန့်ခြင်းမရှိဘူးတဲ့ patch ကတော့ရှာလေးထုတ်ပြီးတော့အမီလေးရမ်းပြီးတော့ဟောင်းနေတဲ့ပုံပဲเนาะဟိုစိတ်ဆိုးပြီးလိုက်ကြိုက်နေမှာမဟုတ်ဘူးသူကသွားနှုတ်ဆက်တဲ့သဘောဖြစ်မှာပေါ့ အဲ့တော့ poppy နဲ့ sam ကသူ့ကိုဘယ်ထက်ခေါ်ပါသေးလဲဆိုတော့ then they look at the pigs တဲ့ဝတ်တွေအများကြီးရှိတဲ့စီကိုခေါ်သွားတယ်ဝတ်ချံလေးကိုပေါ့နော် patch ခုနလိုပဲ patch jams into the pig pen and chases all the pigs into their little house တဲ့ patch ကထုံးစံတိုင်းပဲဝင်သွားတာနဲ့သူကသူ့ပုံကြည့်ရတဲ့ရှာလေးထုတ်ထားပြီးတော့ခင်ခင်မင်မင်ပဲ light နှုတ်ဆက်တာပေါ့နော်ဒါမဲ့ ဝက်တည်းရလဲကြက်တည်းကဲသူပဲရုတ်တရက်ဆိုတော့လန့်ပြီးတော့သူတို့အိမ်တေးလေးတွေကနေထွက်မလာပဲအကုန်လုံးအဲထဲမှာစုပြုံပြီးတော့ပုန်းနေကြတာပေါ့နော်ခွေးလေးသူ channel ဝင်လာလို့ပေါ့ အပီတော့တော့ Sam shouts at Patch တဲ့ Sam ငါရဲအဲ့ဒါနဲ့နေလို့မရတော့ဘူးတဲ့ Patch ကြီးလာတော့လာတော့ဆိုတော့သူကရဲ Sam ရဲ့စကားကတော့နားထောင်နေတဲ့ခြေဝက်ခြံလေးတွေကနေသူခေါင်းလေးငုံစီငုံစီနဲ့မျက်နှာငယ်လေးနဲ့ပြန်ထွက်လာတယ်ပေါ့နော် Come here you silly thing တဲ့တော်တော်ဆိုးတဲ့ခွေးဆိုးလေးတဲ့လာခဲ့လာခဲ့တဲ့ပြန်ထွက်လာခဲ့တဲ့နော် You are meant to be a sheep dog တဲ့မင်းရတဲ့တကယ်တော့တဲ့သူတွေကိုထိမှုအတွက်ခေါ်ထားတာမဟုတ်လို့တဲ့ တိုးထင်းတဲ့အလုပ်ကိုတော့တေချာလုပ်ရမယ်နော်တဲ့ Ted we have you send you back တဲ့အဲ့ဒါမှမဟုတ်ရင်တော့အန်ကယ် Ted ကမင်းကိုပြင်ကိုပြန်ပို့လိုက်မှာတဲ့ခေါ်လာတဲ့စီကိုပြန်ပို့လိုက်မှာလို့သူ့ကိုဆူလိုက်တယ်တဲ့ပြီးတော့သူ့ကိုထုံးစံတိုင်းဘယ်ခေါ်သွားသလဲဆိုတော့ they go to the sheep field သူတို့ခွေးကလေးပေါ့နော်သူတို့တစ်ဖွဲ့လုံးနဲ့အာ sheep တွေအများကြီးရှိတဲ့ တိုးတွေဟိုကြောင်းနဲ့တိုးကြောင်းတဲ့နေရာတောင်ကုန်းလေးကိုခေါ်သွားတယ်ရှီဖီယာတခြားဟိုဝက်ချန်တို့ကြက်ချန်တို့တွေအများကြီးကြည်တယ်အဲ့ကိုခေါ်ရတယ် look the sam sets one sheep is missing ကြည့်ပါဦးနဲ့ sam ကပြောတယ်တိုးလေးတကောင်ကယော့နေတယ်တဲ့ तू count လုပ်ကြည့်တာတဲ့ yes တဲ့ it is it's that naughty woolly again တဲ့ ဝူလီပဲမဟုတ်လားတဲ့တော်တော်လေးဟိုတဲ့ဟိုပြောင်ချော်ချော်နဲ့ဝူလီပဲမဟုတ်လားတဲ့ not wool လို့သူကခေါ်ပြောတာဗောနော် chis no နဲ့ says ted တဲ့ဘူး ted ကပြောတယ်ဝူလီဖြစ်မယ်နော်တဲ့အဲဟိုတစ်ဖက်ကြည့်မယ်နော် where's patch going says sam နဲ့ ဟာတဲ့ patch ကဘယ်ကိုပြေးသွားတာလဲတဲ့သူတို့အနောက်အားလုံးအနောက်ကနေလိုက်တော့ patch ကဟိုးအရှိကနေဥဆောင်ပြီးတော့ပြေးသွားတယ်တဲ့ patch runs away across the field patch ကဟာတဲ့ကွင်းမြစ်တစ်ခုလုံး ဖြတ်ပြီးတော့ပြေးသွားလိုက်တယ်တဲ့ Ted, Sam, Poppy and Rusty ran after him. ဦး Ted ရဲ့ Sam ရဲ့ Poppy မမရဲ့ Rusty သူတို့ရဲ့အချစ်တော်ခွေးလေးရာဒီ patch ပြီးသွားတဲ့နောက်ကနေပြီးတော့မှအ мян လိုက်နေရတယ်တဲ့ patch dives through the hash တဲ့ patch ကတဲ့ခြုံပုတ်လေးတစ်ခုတည်းဟိုတဲ့ခုံပြီးဝင်သွားတယ်တဲ့သူတို့လည်းရောက်သွား patch box and box တဲ့ patch ကတဲ့ဇက်တိုက်ဟောင်းနေတယ်တဲ့ what has he found တဲ့เนาะ sad sam ကပြောတယ်အာမောင်လေး sam ကသူဘာများတွေ့လို့လဲမသိဘူးတဲ့ခြုံထဲမှာတဲ့ they all go to look တဲ့ တို့အားလုံးသွားပြီးခြုံနားလေးကိုတစ်ကိုင်းလေးတွေဖယ်ပြီးတော့ကြည့်လိုက်ရတယ်အဲ့လိုလဲကြည့်လိုက်ကော Patch has found a wine Patch ကတဲ့ကောင်လေးတစ်ယောက်ကိုသွားတွေ့တယ်ခြုံထဲမှာတဲ့ The wine pets patched ကောင်လေးရလဲတဲ့ patch ဒီ sheep dog လေးပေါ့နော်တိုးထိန်တဲ့ခွေးကလေးကိုတဲ့အာခေါင်းလေးကိုပုတ်တက်ပေးတယ် hello တဲ့သူကလည်း hello လို့နှုတ်ဆက်တယ်တဲ့ i wonder who bought you and when my dad saw his farm တဲ့ ။အော်တဲ့ငါစဉ်းစားနေတာတဲ့မင်းကိုဘသူဝယ်သွားလဲလို့တဲ့။ငါရဲ့ဖြစ်ဖြစ်ရတဲ့သူ့ရဲ့ခြံကြီးကိုတဲ့စိုက်ပျိုးရေးခြံကြီးဖြစ်မှာပေါ့နော်။တခုခုကိုရောင်းလိုက်တဲ့အခါမှာမင်းကိုပါဝယ်သွားလားမသိဘူးလို့ဆိုပြောတယ်တဲ့။ The blind has found a sheep တဲ့။အဲအဲ့လိုမျိုးပြောရတဲ့ဒီ patch ကသူ့ရဲ့သခင်ဟောင်းဖြစ်တဲ့အကောင်လေးကိုတွေ့သွားတာဖြစ်မယ်နော်အားကြောင့်မို့သူသွားနှုတ်ဆက်တာသူအနမ်းနေလဲမှတ်မိလို့ဖြစ်နေမယ်အားကြောင့်မို့လို့သူသွားပြေးပြီးနှုတ်ဆက်တာဟုတ် အဲပြီးတော့ကောင်လေးရဲ့လက်ထဲမှာဗာတွေ့လဲဆိုရှစ်ပလေးတကောင်ရောက်နေရှစ်ပလေးကတော့ထုံးစံတိုင်းအာဇလိုက်ကျော်ကြီး naughty woolly ပေါ့သူ့နာမည်က woolly လို့ခေါ်ရနော် the boy has found a sheep တဲ့ကောင်လေးရဲ့ရှစ်ပလေးကိုတွေ့ထားတယ်တဲ့ there's woolly တဲ့ said sam နဲ့အဲ့မှာ sam ကပြောတယ်တဲ့တွေ့ပြီလားအဲ့မှာ woolly တဲ့ i found her on the road ကောင်လေးကလည်းဖြည့်ရှင်းပြီးတယ်တဲ့ဒီရှစ်ပလေးကိုတဲ့လမ်းပေါ်မှာတွေ့လို့တဲ့ ။ "तू आर आवर्स ब्रिंगिंग हर बैक" တဲ့။ "तू ပြန်ပြီးတော့ခေါ်လာခဲ့တာ"တဲ့။ "वूली လေး"တဲ့။ထွက်သွားပြန်ပြီတဲ့သူကလည်းတိုးတွေထားတဲ့ဝန်းဝိုင်းနေရနေလင့်လစ်တလို့မျိုးထွက်ထွက်သွားတာဝူလီတကောင်ပဲเนาะအမြဲတမ်း The boy whistle to patch တဲ့ကောင်လေးရရတဲ့နှုတ်တိရနေ whistle ပေါ့เนาะနှုတ်တိရနေလေးခြုံတလို့မျိုးလဲမှုတ်လိုက်ခေါ်တဲ့ patch chases woolly back through the gate အဲတိုးကြောင်းတဲ့ခွေးကလေး patch ကတဲ့ woolly o တဲ့ chase လုလိုက်တယ်တဲ့ mount twin လိုက်တယ်တဲ့ back through the gate တဲ့ woolly o တဲ့တိုးတွေထားတဲ့တိုးချောင်းနဲ့မြက်ခင်းပြင်းတွေကိုရောက်သွားအောင်ပြန်ပြီးတော့ mount twin လိုက်တယ်တဲ့ she runs into the field with the another other sheep တဲ့အမားတဲ့ woolly ကလည်းသူ့ရဲ့တိုးအဖော်တွေရှိတဲ့စီကိုပြေးသွားပါတော့တယ်တဲ့ tat stills and in surprise တဲ့အန်ကေ tat ကလည်းအံ့ဩနေတာပေါ့တဲ့ Patch doesn't do anything I tell him, says Ted. Eddie quickly am You don't know how to whistle, says the boy. အူထက်ကားတဲ့ဘလိုလေးချွန်းရလဲမှမသိတာတဲ့သူကအဲ့လိုပြောပြောတယ်ဘာလို့ဆိုခွေးကလေးကိုဘာလို့ပါဘာလို့ပါဆိုတာတော့အချက်ပြတာသူတို့ကလေချွန်းတဲ့ပုံစံလေးနဲ့အချက်ပြတာတဲ့အဲ့လိုအချက်ပြတာအဲ့ခွေးကလေးကသူ့ကိုဘာခိုင်းလဲဆိုတာသူနားလဲပြီးတော့တိုးလေးတွေကိုထိန်းတော့တာပေါ့တဲ့အဲ့ဒါကိုကောင်လေးကရှင်းပြတာပေါ့နော်အဲ့လိုမျိုး patch ran back to them ਨੇ patch ကလည်းခဏနေကြတော့တဲ့ဒီဦးထက်တို့ရှိတဲ့စီကိုပြန်ပြေးလာတယ်တဲ့ you must teach me how to whistle to patch တဲ့ဦးထက်ကလည်းဟိုအစ်စ်တွေ့တဲ့ကောင်လေးကို ပြောပြနေတယ်ငါ့ကိုလည်းတင်ပေးပါဦးနဲ့ဘလို့လေချုံရလဲအဲ့လိုလေချုံလို့ရှိရင် patch ကနားလဲပြီးတော့ပြောတာကိုလိုက်လုပ်တယ်လဲဆိုတာတင်ပေးပါဦးနော်တဲ့အခုထက်ကပြောတယ် he's not a silly dog after all it says sam อืมเนี่ยดีควีกะเลียนอกซုံးเนาะเนี่ยน้ําไม่เลยป้าไม่เลยเนี่ยควีโซเลยไม่เข้าป่าวเนี่ยไอ้โหลမျိုး ဆမ်ကလည်းသူ့မမကိုပြောပြီးတော့သူတို့တွေကလည်းလေဘလိုချိုရင် ကောင်းမလဲဆိုတာကိုလေ့လာနေကြတာပေါ့တဲ့เนาะဒီနေ့ပုံမြင်နေရတော့ဒါပါပဲเนาะ